င်ပွန်းတရရီမတ်ကုမ္ပဏီကနေဝန်ထမ်းတွေကိုသိန်းတစ်ထောင်ကျော်စုပေးခဲ့တဲ့အကြောင်းပြောလာတဲ့မအေးတောင်းပြည်သူများလုံးမမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဝန်ထမ်းလုံးရတာကိုပြောစရာဖြစ်အောင်ပြုလုပ်ပေးနေရလို့လူတွေရဲ့ချီးကျူးစကားတွေနဲ့ပြည်သူတွေရဲ့အားပေးမှုတွေကိုခံနေရတဲ့မင်းသမီးမအေးတောင်းကတော့အခုတခါမှလည်းသူမယောက်ျားရဲ့ကုမ္ပဏီဝန်ထမ်းတွေကိုပွဲစီစဉ်ပြီးတော့စုရိသိန်းထောင်ချီချီးမြှင့်နေပြီဖြစ်ပါတယ်မင်းသမီးအေးဝီတောင်းကမြန်မာမင်းသမီးတွေထဲမှာအများနဲ့မတူပဲကွဲထွက်နေတဲ့အလှတွေနဲ့ပရိသ ားတွေရဲ့အားပေးမှုတွေကိုအစွမ်းကုန်ရရှိထားတဲ့မင်းသမီးဖြစ်ပါတယ်။မြန်မာစံလုံးနဲ့သူမရဲ့အလှတရားကြောင့်ဇက်ကားနဲ့ဇလန်တွဲတွေရိုက်ရတာတန်းဓာတ်ပုံမော်တဲ့အဖြစ်သာပို့ပြီးရရိုက်ကူးရတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ဇလန်တွဲတွေမှာလည်းရိုက်ကူးမှုတွေရှိခဲ့ပြီးတော့မင်းသားမြမြနဲ့ရိုက်ကူးခဲ့တဲ့မင်္ဂလာရှိတဲ့အရက်ဇလန်တွဲကမြန်မာပြည်ရဲ့နုပညာလောကမှာဇလန်တွဲရဲ့ခင်မထားချိန်ကလေးကအားပေးမှုတွေရရှိခဲ့တဲ့ဇလန်တွဲပဲဖြစ်ပါတယ်။အနေအေးပြီးတော့လူတိုင်းနဲ့တိတ်မရောတဲ့အတွက်အေးဝီရီတောင်းကိုစိုင်းဖွင့်ပွဲတွေနဲ့အခြားပွဲတွေ ေမှာပြည်သက်တွေကမြင်ကြရတာဖြစ်ပါတယ်။အေဝီတောင်ကအခုချိန်မှာအင်တောင်ကြကန်ကောင်းနဲ့မင်းသမီးတွေတဲကတယောက်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတိုင်းမတုံးဘူးသူမရှိတော့တဲ့ Remus Lea စစ်ပစ္စည်းကိုပြည်သက်ကြီးတို့တီးကြမှာပါ။ ပလက်ထိုးတဲ့ခေါင်းကားစလို့အခြားလျက်စစ်ပစ္စည်းမျိုးစုံထုတ်တဲ့ Remans Company ရဲ့ Founder CEO ဖြစ်တဲ့ဦးစောစောလန်းနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။အိမ်တော်တွေဘဝကိုရောက်ရှိပြီဖြစ်ပြီးတော့ပရိသတ်တချို့ရဲ့သူမကိုးကွယ်တဲ့ဘာသာရပ်ပေါ်မှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါကြောင့်မဲအနုပညာလှူရှာမှုတွေမလုပ်တော့ဘဲနဲ့ယောက်ျားဖြစ်သူရဲ့အလုံးမှာတောင်ရံဖန်ရံခအကြံပေးဆွေးနွေးမှုတွေပြုလုပ်ပြီးတော့ဘဝကိုဖျက်ဆီးနေရပဲဖြစ်ပါတယ်။အခုခါမှာလည်းမြန်မာနိုင်ငံမှာဘယ်လုပ်ငန်းရှင်မှအလုံးသမားပေါ်မပေးဘူးတဲ့ပမာဏနဲ့ပေါ့စုအဖြစ် ကုမ္ပဏီမှာအရေးပါပြီးတော့တကယ်အလုပ်ကြိုးစားတဲ့အလုပ်သမားဝန်ထမ်းတွေကိုပေးခဲ့တာပဲဖြစ်ပါတယ်။လျှက်စစ်ကုမ္ပဏီဖြစ်တဲ့အတွက်သူများတွေထပ်ပို့ပြီးတော့အကြံဉာဏ်ထုတ်ရခဲ့တဲ့လို့ပို့ပြီးတော့တိကျမှုရှိရတဲ့အလုပ်တွေလုပ်ကန်ရတာကြောင့်ပင်မနာကိုတီးတဲ့အတွက်ကြောင့်အလုပ်သမားဝန်ထမ်းတွေကိုစာနာတဲ့အနေနဲ့အခုလိုပမာဏနဲ့အမုံဘူးအဖြစ်သူတို့ရဲ့လုပ်အားတွေကိုအတိမတ်ပြုတဲ့အနေနဲ့ပေးခဲ့တာလို့ဆိုပါတယ်။ အေဝီတောင်းပေးတဲ့ပမာဏကတင်းရာကနန်းကနေစလို့ထောင်ကနန်းထိပါတဲ့အတွက်ဝန်ထမ်းတွေရဲ့ဘဝကိုပြောင်းလဲစေတဲ့အထိများပြားတဲ့ပမာဏပဲဖြစ်ပါတယ်။ယနေ့ခေတ်လိုပတ်စံရှာရခက်တဲ့ခေတ်မှာငွေထောင်ကနန်းမုံဘူးပေးနိုင်ဖို့ဆိုတော့အချမ်းသာဆုံးလို့ပြောနေတဲ့တတိမကြီးစမိုင်းတောင်နှစ်ခါပြန်စဉ်းစားလောက်မဲ့ပမာဏတွေဖြစ်ပါတယ်။ဒါကြောင့်အေဝီတောင်းကိုကောင်းတဲ့ဝေဖန်ချက်တွေရောမကောင်းတဲ့ဝေဖန်ချက်တွေပါပေးနေကြတာဖြစ်ပါတယ်။ဘလို့ပဲဆိုဆိုသူမပေးကန်လိုက်တဲ့အရာကရုန်းကန်နေရတဲ့ဝန်ထမ်းတွေအတွက်တော့အသက်ရှူ ောက်ဖြစ်သွားမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်အသက်ရှူပေါက်ဖြစ်သွားမှာအမှန်ဖြစ်တဲ့အတွက်တာရုခေါ်ပေဖို့ထိုက်တန်တဲ့အလူမျိုးပဲဖြစ်ပါတယ်။အခြားလုပ်ငန်းရှင်တွေရဲ့လုပ်အားကိုအမျက်ထုတ်ပြီးတော့တန်ရာတန်ကျင်းနှိမ်ခြင်းမရှိပဲကုမ္ပဏီရဲ့ပုံရိပ်ကိုလည်းတက်စီပြီးတော့ဝန်ထမ်းတွေရဲ့စူးစမ်းခြင်းစိတ်ကိုလည်းတက်လာစေရတဲ့အတွက်တစ်ချက်ခုတ်၄-၅ချက်ပြတ်တဲ့အေဝီတောင်းရဲ့အစီအစဉ်က စီးပွားရေးသမားတွေအတူယူတဲ့အရာပဲဖြစ်ပါတယ်အခုလိုမျိုးတင်းထောင်ချီမုံဘိုးတွေပြီးနေလို့အမျက်ကြံမလားလို့စိုးရိမ်နေရတဲ့မင်းသမီးအေဝီတောင်ရဲ့အပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှဝေးများခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်